မိဘတွေကချမ်းသာရာကြောင့်ကိုပိုင်ဆက်ကထွက်ရိုက်ကမင်တာဖြစ်လာသူလေးဦးအမှုပြလောကတေကိုဝင်ရောက်ခဲ့သလိုအလွယ်ကိုဆုံးနေလန်ကတော့ကိုပိုင်ငွေထွက်ရိုက်ကတိုးဝင်တဲ့နေပဲဖြစ်ပါတယ်ဒီနေ့နဲ့မင်တာဖြစ်လာသူတွေလည်းအမှုပြလောကမှာရှိပါတယ် နံပါတ်၁အနေနဲ့နေမီးရဲ့မိဘတွေကိုရုပ်ရှင်ထုတ်လွှင့်ရေးထောင်ထားကအနုပညာလောကမှာယက်တည်နေခဲ့ရကြပါပြီ။အနုပညာလောကတည်းမှာသူတို့ထုတ်လွှင့်ရေးကနေစကားရည်တောက်လျှောက်ရိုင်းနေကြတာပါ။အဲဒီအချိန်မှာထုတ်လွှင့်ရေးကနေမင်တာတယောက်နဲ့စကားရိုက်ဖို့အစီအစဉ်ခဲ့ပါတယ်။ဒီရည်အချိန်မှာမင်တာကစကားမရိုက်ပဲဖြစ်သွားပါတယ်။ ဒါကြောင့်မို့နေမင်းကသူထလုံးကြီးရဲ့ငွေရင်းအလကားမဖြစ်ဖို့အတွက်ဝင်ရိုက်ပေးခဲ့ပါဝင်ရိုက်ပေးနေပဲနေမင်းကမင်တာဖြစ်လာခဲ့တာပါတဘာဝဇယုတ်နဲ့အခိုက်တရောဆောင်နိုင်တဲ့ဆိုကနေမင်းကမင်တာဖြစ်အခုချိန်ထိရည်တည်နေတော့ပါအခုနောက်ပိုင်းမှာဆိုရင်သူရဲ့ထလုံးကြီးလုပ်ငန်းကိုနေမင်းကသာဦးဆောင်နေရပါနေမင်းကတဘာဝဖြစ်ရတွေကိုသာဇလန်ပြက်တင်ပြချင်တော်မူနမေကြီးရီမတုံပဲသူတုံးချင်တဲ့သူတွေကိုငွေကြေးမကြီးပဲဇက်တွေချပြနေရဖြစ်ပါတယ် နမနေဟိဝရဲ့ဟိဝရဲ့ရဲ့မိဘတွေကအရင်ကအချမ်းသာတွေဖြစ်ပြီးတာရီမင်းသားဖြစ်ဖို့စကားအတွင်းငွေထုတ်ကထုတ်လို့ရအောင်ချက်ချင်းထောင်းနိုင်သူတွေပါဟိဝရဲ့ရဲ့အခုဖြစ်သူကမင်းသားဖြစ်ချင်တာဖြစ်ပြီးကိုရိုင်းအောက်ကျေးအနေဝင်တူပါရီဒါမိဘတွေကမကြည့်ရလို့အခုဖြစ်သူကိုမင်းသားဖြစ်အောင်ကိုပိုင်ရုပ်ရှင်ထုတ်ရိုက်ပေးပါရီငွေကုန်ကြေးကြခန့်ကထုတ်လို့ရလုပ်ငန်းတွေပါထောင်းပြီးရိုက်ခန့်နေမှာအခုဖြစ်သူကဇလန်မရိုက်ဖြစ်တော့ပါဘူး အားလုံးကိုစီစဉ်ပြီးသွားပြီဖြစ်တာမို့မရိုင်းလို့များတဲ့အခြေအနေဖြစ်သွားပါရယ်။ဒါကြောင့်မို့လဲနောက်ဆုံးမှဟင်းဝရန်ကသူ့ကိုမရိုင်းဖြစ်တဲ့နေရာမှာရိုက်ဖို့စဉ်းစားလိုက်ကြပါမိဘရဲ့ငွေရဲအလကားမပြေအောင်ဝရိုင်းလိုက်ရင်မင်းသားဖြစ်လာခဲ့တာပါ။ဗီဒီယိုဆက်ကားခင်မှာဟင်းဝရန်ကတခေထားခဲ့တာကြောင့်မိဘတွေပတ်စံသုံးပြရတာအကျိုးရှိခဲ့ပါတယ်။နံပါတ်3နေတွင် နေတွင်ရလေချမ်းသာရမိသားစုအနေနဲ့စံတက်လာခဲ့သူပါနေတွင်ရမိခင်ကသူ့ကိုဆိုအတော်ကိုချစ်တာဖြစ်ပါတယ်ဒါကြောင့်မို့လဲမင်းသားဖြစ်ချင်းအောင်ဝဲထုတ်ကပံ့ပိုးပေးနိုင်ပါတယ်နေတွင်ကိုမင်းသားဖြစ်အောင်မိခင်ကနောက်ကနေငွေထုတ်ခိုင်းကမင်းသားဖြစ်အောင်လုပ်ပေးခဲ့ရဖြစ်ပါတယ်ဒါမဲ့နေတွင်ကမင်းသားလောကမှာတင်တလောက်မတိုးဝင်နိုင်ခဲ့ပါဘူး မင်းသားလောကမှာဒီလောက်မဝင်သွင်းနိုင်ခဲ့ပါဘူး။ဒါပြင်အခြေအနေပတ်သက်ပြီးနမည်ပြက်ကလည်းထွက်လိုက်တာမို့လူတွေကသူ့ကိုဝေဖန်မှုမြင့်တက်သွားခဲ့ပါတယ်။ခုနောက်ပိုင်းမှာနေတွေကအမှုပြလုပ်ကုန်လို့ဝမလုပ်တော့ပြီးစီးပွားရေးတာလုပ်နေရပါ။အိမ်တော်လေးကကတမလီတယောက်လည်းရနေပါပြီ။နေတွေကအိမ်တော်ကြီးကိုသာအယုံဆိုင်ကစီးပွားရေးလုပ်ရင်းတာဖြတ်တန်းတော့မှာပါ။ နံပါတ်၄စီဖြိုစီဖြိုကလည်းမိသားစုနောက်ခံအတိုင်းဝိုင်းကကောင်းတာမို့မင်းသားဖြစ်ဖို့မခက်ခဲပါဘူး။မိခင်ဖြစ်သွားမင်းသားဖြစ်အောင်ရထုတ်ကဇက်ကရိုက်ပြီးခဲ့ပါရယ်။စီဖြိုကအငူကောင်တို့အစာနောက်တန်တဲ့ပုံစံနဲ့လိုက်ဖတ်တာမို့ဇက်ကတချို့နဲ့အောင်မြင်ပါရယ်။ဒါမဲ့အထိုင်လျောက်သားဖြစ်ကရုပ်ရှင်လောကကိုချီမဆက်နိုင်ပါဘူး။ နောက်ပိုင်းကြားရင်းမှာခင်လွမ်းတဲ့အင်တာဗျူကနုပြလောကိုလည်းရင်ထားခဲ့ပြန်တာပါ။စီဗျူကနုပြလောကကိုပြီးကြတဲ့နေ့မှာပြောင်းဝဲလာတာဖြစ်ပြီးဇက်ဘုအနေထားနဲ့သာပြန်ရောက်တော်တာဖြစ်ပါတယ်။အင်အားမင်းသားဖြစ်ချင်းခဲ့ပေမဲ့ခွန်လက်ရှိမှာတော့အရေးချင်းရှိတဲ့တရားဆောင်ဖြစ်ဖို့သာကြိုးစားရတာဖြစ်ပါတယ်။ဘဲမင်းသားအရေးချင်းရှိဆုံးလို့ထင်လဲဆိုတာပြောပေးခဲ့ပါအောင်ရှင်။ကြည့်ရှုအားပေးကြလို့ကျေးဇူးတင်ပါတယ်။